ငါသင်ခွဲတာကဘယ်လိုလဲဆိုတော့သူကနှစ်ဘက်ကတန်ခါနှစ်ဘက်ကအကွဲသွားတယ်ဒေါသတွေနဲ့ရန်တွေဖြစ်ကြည့်ကွဲတယ်ကွဲုံနဲ့အဲ့လိုရန်ဖြစ်ုံနဲ့လည်းတန်ခါမကွဲသေးဘူးဆုံးအတူတူမစားတာလည်းတန်ခါကွဲတာမခေါ်ဘူးသူကခိုင်းကွဲအခုချွေချင်းသူတို့မှခိုင်းကွဲတာလည်းတန်ခါကွဲတာမဟုတ်သေးဘူးဘလို့ကွဲလဲဆိုတော့အဲ့လိုရန်ဖြစ်ပြီးတော့တသိန်းထဲမှာတသိန်းတစ်ခုထဲမှာနှစ်ဘက်နှစ်ဖွဲလုံးကပြန်လို့ကန်ဆောင်နေပေါ့ကိုဘက်ဖွဲကလည်းသူ့ဖွဲနဲ့သူကန်ဆောင်တယ်ဒီဘက်ဖွဲကလည်းသူ့ဖွဲနဲ့သူကန်ဆောင်တယ်တသိန်းထဲမှာတပြိုင်နဲ့နှစ်ဖွဲခွဲကန်ဆောင်တယ်ဆိုအဲ့မှာတန်ခါကွဲတယ်လို့ခေါ်တယ်အဲ့တော့ ိတ်တဲမ်းမှာနှစ်ဖွဲဝင်ပြီးခွဲကန်ဆောင်မှာတန်ခါကွဲတယ်ခေါ်တာဒီတော့တန်ခါကွဲချင်းတွေလူနဲ့ဘလို့မှမဆိုင်အောင်တန်ခါတွေရှင်းရှင်းတိတ်တဲမ်းမှာခွဲမှနော်တိတ်အပြင်မှာလည်းရဖြစ်တာမဆိုင်အောင်အဲ့ဒါတန်ခါကွဲတဲ့အကြောင်းသူတို့ပိဆန်တန်တရိယကံကံကြီး၅ပါးထဲမှာလူနဲ့ပတ်သက်တာကံက၄ခုပဲရှိတာအတန်ခါပေတရားကံတွေလူနဲ့လုံးဝမဆိုင်အောင်အဲ့တော့လူတွေကဘာလို့လို့ရလဲဆိုတော့ခုနရံပြအောင်ပဲလုံရင်လုံနိုင်မယ်နော်ရံဖုံးကြီးတွေရံပြအောင်ပဲလုံလို့ရတယ်ကိုယ့်အောင်တော့လုံလို့မရဘူးအဲ့တော့ ခုနတဖွဲ့နဲ့တဖွဲ့အဲ့လိုပฏิပက္ခတွေဖြစ်တယ်အဲ့ကောသမကဇလန်းကိုပြန်ကြည့်တဲ့အခါမှာမြတ်စွာဘုရားရှင်ဘာလို့တော်ထဲကိုချောင်းထက်သွားတယ်လဲပေါ့နော်အဲ့ဒီမှာအကြောင်းမချက်ထုတ်တဲ့အခါတော့အကြောင်းသာပေထဲမှာတော့အကြောင်းမချက်တွေမျိုးမျိုးပြကြပါတယ်အဲ့တော့အဲ့ဒီမှာရှင်တော်တစ်ခုကဘာလဲဆိုတော့တန်ခါးတွေမညီညွတ်ရင်လူတွေကညင်းညောင်းလုလို့ရတယ်ဆိုတဲ့ထုံနှဲစလာတစ်ခုကိုဦးသူတို့တွတ်ဆွတ်ထုတ်လို့ရတယ်မှန်ပါဗျာနောက်ဆုံးတန်ခါးတွေပြန်ညီသွားတယ်လေဖခင်เจ้าညီတာမဟုတ်လူတွေเจ้าညီသွားတာမှန်ပါ အဲ့ဒီအချက်လက်ကိုလည်းဒါသိစေချင်တဲ့ဒသနာတစ်ခုရှိတယ်ပေါ့လူတွေတန်ခါဝင်ညောင်းလုံးလို့ရတယ်ဘာလို့လဲဆိုတော့အဲ့မှာကောတယ်မင်းအရေးခင်မှာနောက်ပိုင်းတန်ခါတွေကွဲပြီးနောက်ပိုင်းမှာတရားကမတွေကဘုရားလည်းမဖူးရတော့တရားလည်းမနာရတော့ဒီတော့သူတို့ကငါတို့ဘုရားမဖူးရတာတရားမနာရတာဒီဖုန်းကြီးတွေကြောင့်ပဲအော်ဒီဖုန်းကြီးတွေအခုလိုညာဖြစ်နေလို့ငါတို့တရားမနာရတာဘုရားမဖူးရတာဒီတော့ဒီဖုန်းကြီးတွေကိုငါတို့ဆုံးမလောက်ပဲနေပဲဒီဖုန်းကြီးတွေကိုငါတို့အိမ်ကိုမပင်းတော့ဘူးမရှိခိုးတော့ဘူးအယုံတင်မပေးတော့လက်အုပ်မရှိတော့ဘူး ဟိုတော့ဘုန်းကြီးတွေကယူမဆိုင်တော့ဘူးပေါ့အဲ့လိုပြစ်ထားလိုက်မယ်ဆိုတော့ဘုန်းကြီးတွေမှာကမနေ့ရက်ဦးစင်းပြောခဲ့တယ်လို့ဒကာဒကာမတွေရပတ်မှုမရှိရင်ရက်တီဖို့မဖြစ်နိုင်ဘူးဘုန်းကြီးဆိုတာဒကာဒကာမတွေရှိလို့မာနတက်နေကြတာနော်တကယ်ဆိုလို့ရှိရင်အဲ့ဒကာဒကာမတွေမရှိရင်ဘုန်းကြီးတွေဘာမှမမှမရှိဘူးအဲ့တော့ဘုန်းကြီးတွေအားလုံးကဒကာဒကာမတွေအားလုံးကနောက်ဆုတ်လိုက်တဲ့ခါကျတော့ရုတ်သိမ်းလိုက်တဲ့ခါကျတော့ဘုန်းကြီးတွေမာနအကုန်ကျိုးကုန်ကြတာတစ်ဖက်နဲ့တစ်ဖက်ဘာမှပြောလို့မရတော့ဆုံးကတ်မလို့မရှိဘူးဆုံးကတ်မအဲတောင်းလည်းဘယ်သူမှမလာတော့ဘူးအဲ့ဒီခါကျတော့ဘုန်းကြီးတွေမာနကျိုးပြီးတော့ဒကာဒကာမတွေကိုမေးတယ်လေ ။ဘာဖြစ်လို့ငါတို့ကိုဆုံးမကက်တာလဲမရှိခိုးတာလဲကြောက်မလာတာလဲပြီးတော့အဲပြောပြတယ်အရှင်မြတ်တို့ကြောင့်ဖျားမဖူးရတော့တရားမနာတော့ဘူးဆိုတော့မှန်ပါဗျာအရှင်မြတ်တို့ညညို့မှအရှင်မြတ်တို့ဖျားပြန်ပစ်မှတပြို့တို့ဟူလာတိုင်းပြန်ကိုးကွယ်မယ်မှန်ပါဗျာအဲ့တော့ဒကာဒကာမတွေကအဲ့တော့တန်ဃာတော်များကိုညညို့အောင်အဲ့လိုစီယုံတာမှန်ပါအဲ့တော့ဒကာမတွေရဲ့ကျေးဇူးကြောင့်တန်ဃာတော်များအေးအဲ့ဆိုငါတို့ဖျားကိုပြန်ပစ်မိမယ်ဆိုတော့ပြန်ညညို့သွားတယ်နှစ်ဖွဲလုံးပြန်ညီပြီးတော့ဖျားကိုပင့်တော့လူတွေကလည်းပုံမှန်တိုင်းပြန်ကိုးကွယ်သွားတယ်ဆိုတော့အဲ့ဒီလိုမျိုးမင်းဆိုဗျာကချုပ်စေရှင်လို့ ဖြစ်စေခြင်းလို့လည်းအဲ့လိုမျိုးတောထက်သွားတယ်ဆိုတာမျိုးလည်းပြောတယ်